မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကင်းရေးသားသောမြမရုပ်ရှင်အမှုပညာသည်များစာအုပ်မှပြည်သူအချစ်တော်ဖိုးပါကြီးဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူဒုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် အခုချိန်ကစပြီးကျွန်တော်ကကြောက်ရောက်လာတဲ့ပြိသက်များကိုကျွန်တော်လေ့လာတက်မြောက်ထားတဲ့မျက်လှည့်ပြပါမယ်။မျက်လှည့်ဆိုတာတော့အမှန်တော့လိမ်နာပါပဲ။ကျွန်တော်လည်းအခုခမားတို့ကို လိမ်ပါပဲ။အဲ့ဒီတော့ကျွန်တော်မျက်လှည့်ကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလက်ခုပ်တီးပြီးဩဘာပေးကြပါ။ဟဲ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 ကျွဲကိုကိုင်းမျက်မှန်တက်ထားပြီးဥယောပတိုက်သားဝတ်စုံဖြင့် တရစွာဝှက်ထားသူဝဝဖိုက်မိုက်လူကစေပြင့်ပေါ်မှနေ၍ခက်တီတီပြောလိုက်ရာပရိသတ်ကြီးမှဟာကနေပွဲကြသွားလေသည်ထိုသူက အချားမဟုတ်နမကျော်အကယ်ဒမီစုရရုပ်ရှင်ပြဆက်လူရှင်တော်မင်းသားကြီးဝနကျော်ထင်းဖိုးပါကြီးပင်ဖြစ်လေသည်စစ်တွင်ဂျပန်ခေတ်ကပြဇက်ခုံမွန်၌သူ့ကိုစတင်မြင်ရစဉ်အခါကပင်ဖိုးပါကြီး၏ဟာသပညာစွမ်းကို လူလူပြိတ္တကသိရှိနှစ်သက်ခဲ့ကြလေသည် ကွယ်လွန်သူအမျိုးသားကောင်းဆောင်ကြီးဘိုးချုပ်အောင်ဆန်းသည်ကံတော်ကြီးရှိပြဇာများကိုရံဖန်ရခါကြည့်ရှုလေရှိရာဇက်ခုံပေါ်မှာလူရှင်တော်ဖိုးပါကြီးအားကြည်ပြီးသဘောကျလာသဖြင့်အာရပါရရီမောတက်လေသည်1946ခုနှစ်ကအမေရိကန်လူရှင်တော်လော်ရန်နဲ့ဟာရီပါတော့ရုပ်ရှင်ကားတကားကိုကြည့်ရင်ဘိုးချုပ်ကဒီအမေရိကန်လူရှင်တော်တွေပြက်လုံးထုတ်ပုံကတဘာဝမကြဘူးကွာသူတို့ထက်စာရင်ဒိုးစီက ဖိုးပါကြီးကမှ ကောင်းသေးတယ်ဟု ပြောဆိုခဲ့ဘူးလေသည် အမှန်အဖြစ်လဲဖိုးပါကြီးသည်ဟာသပညာ၌ကမ္ဘာစံညမီအောင်ထူချွန်သောလူရှင်တော်တစ်ဦးဖြစ်ပေသည်ဒုတိယကမ္ဘာစစ်ကြီးပြီးစမြမရုပ်ရှင်နှင့်ပြဇာတ်လောက၌ဟာသတယောက်ဆောင်မင်းသားဖိုးပါကြီးသည်အလွန်ထင်ပေါ်ကျော်ကြားပြီးပြိသက်အပေါ်အားဟာရယရှင်စေတိုက်ကျွေးခဲ့သူဖြစ်သည် ထိုစဉ်ကဖိုးပါကြီးနဲ့ဖိုးပါလေးဟာသာတယောက်ဆောင်နှစ်ယောက်ရှိရာလူအများကသူတို့နှစ်ဦးအားညီကိုဟုထင်မှတ်နေကြသည်အမှန်တော့ဘာမှမတော်ဆက်ကြပါ နောင်တွင်ဖိုးပါလေးမှာကွယ်လွန်ခဲ့ရာဖိုးပါကြီးတယောက်သာအရွယ်လွန်သည့်အထိရုပ်ရှင်လောကတွင်တက်ဝင်လှုပ်ရှားကြော်ကြားခဲ့လေသည်ဟင်္ဒရာသာဖိုးပါကြီး၏အမည်ရဲမှာညွန့်လိုင်းဖြစ်သည်ငယ်စဉ်ကပကြီးဝါသနာပါပြီးစကြက်ပြင်းသောမောင်ညွန့်လိုင်းသည်ပကြီးဆရာဖြစ်ရန်ရန်ကုန်မြို့သို့ထွက်ပြေးလာခဲ့သည် ရန်ကုန်ရောက်ရင်ရုပ်ရှင်ချမ်းများတွင်နောက်ခံကားများရေးဆွဲနေသည်ကိုတနေကုန်ထိုင်ကြည့်နေရမှဖိုင်ကြသည့်အခါရုပ်ရှင်ကုမ္ပဏီများ၌နှိစားဖြင့်မှန်ထိုးကင်မရာထံရရာကြပန်းလုပ်များလုပ်ရရှာသည်ညွန့်လိုက်သည်နှိစားမလုပ်ရသည့်အခါအချိန်ကိုမပြုံးဂေါ်ရင်ဂျီကလားကလေးများနှင့်ရှင်ပေါင်တန်းအမိလိုက်ကကြော်ညာလက်ကိုတွရင်ရန်ကုန်တမျိုးလုံးခြေရင်လက်ကပိုစတာကတ်သူလုပ်ရလေသည်ညွန့်လိုင်းသည်ရရအလုတ်ကိုလှုပ်ရဲရှီရွှဲဆဲဝါသနာပကြီးပညာကိုမူမျက်ချီပြတ်မခံပေ နောက်ဆုံးတွင်ရန်ကုန်ရုပ်ရှင်၌နောက်ခံကားစေးတို့အလုပ်လုပ်ရမှအစပကြီးဆရာကြီးများဖြစ်သောဥငွေကိုင်းဆရာဆောင်ဥုံတွင်ဥလမောင်ကြီးတို့နှင့်အကျွမ်းတဝင်းဖြစ်ကပကြီးဆရာကြီးများထံတပည့်ခံရင်းပကြီးเจ้าတွင်တက်ရောက်ပညာသင်ကြားရမှအောင်လက်မှတ်များရရှိသဖြင့်ပကြီးဆရာတယောက်ဖြစ်လာခဲ့သည်သူ၏ဇွဲကောင်းမှုကြောင့်ပင်သူ၏မှန်သောပန်းနိုင်ကိုရောက်ခဲ့ပြီ။ သူ၏ဘဝကိုသူကျေနပ်နေချိန်တွင်တရင်စုံစမ်းနေသော မိဘများကလိုက်လာပြီးပြန်လည်ခေါ်သည်ဖြင့်ဟင်္ဒရာမျိုးသူကိုရောက်ရှိရပြန်တော်သည် ဖိုးပါကြီးလက်ဦးဆရာမစစ်ကြိုခဲ့ဗြိတိရှဘာမာ ရုပ်ရှင်ကုမ္ပဏီမှနမဲကျော်ဒရိုက်တာဆရာခန့်ဖြစ်သည်ရုပ်ရှင်ရက်ကူးခြင်းလုပ်ငန်းများရပ်နားထားရသောဂျပန်ခေတ်တွင်ဆရာခန့်သည်မြို့ဝကျုံးပေါ်မြို့များသို့မင်းသားမင်းသမီးအမှုပညာရှင်များနှင့်တွေ့ရောက်ကပြဇာတ်များလှည့်လည်တင်ဆက်ကြပြရ၏ဆရာခန့်သည်နမဲကျော်ဖိုးပါကြီးဖြစ်လာမည်မောင်ညွန့်လိုင်းအားဟိန္ဒရာမြို့ကျောင်းကဝဲတစ်ခု၌ဖျော်ပြကြပြနေစဉ်အမတ်မထင်တွေ့မြင်သွားပြီးသူ၏တရုပ်ဆောင်ွက်များကိုသဘောကျသွားရမှရန်ကုန် ံသို့ခေါ်လာသည်ရန်ကုန်တွင် ပြဇက်များခက်စားချိန်၌ဆရာခန့်သည် သူ့ကိုဖိုးပါကြီးဟုနာမည်ပေးပြီးပြဇက်လူရှင်တော်ဖြစ်အသုံးပြုတော်သည်ဖိုးပါကြီးကိုပြဇက်မင်းသမီးမေချစ်နှင့်တွေ့ဖက်စေပြီးကမ္ဘာစက်ခုံပြဇက်ဖြင့်ပွဲထုတ်လေသည်ဂျပန်ခေတ်ဖိုးပါကြီးပါဝင် ကပြရသော ပြဇက်တိုင်းသူ၏ဟာသာတေးဥဆောင်ချက်များကိုသဘောကျကြသည် ဖိုးပါကြီးရုပ်ရှင်နယ်ထဲသို့ရောက်ရှိသွားပြီးရန်ကုန်ရုပ်ရှင်နယ်ဖိုးပါကြီးသည်ခွဲမြအောင်ဖြစ်ခဲ့၏လူပြိုသူဇက်ကားတွင်စတင်ပါဝင်ခဲ့တော်လဲအော်ဖူးစာတွင်ရှေ့တန်းသို့ရောက်လာခဲ့၏ထို့နောက်ဖိုးပါကြီးသည်ကိုပိုင်ရုပ်ရှင်ကုမ္ပဏီထောင်ပြီးဖိုးပါကြီးရုပ်ရှင်မှပင်ကမ္ဘာစက်ခုံပြဇက်ကိုထူးတဲ့ဇက်ခုံအမည်ဖြင့်ရုပ်ရှင်ပြန်ရိုက်ခဲ့သည် ဖိုးပါကြီးသည်သူခိတုခါကအလွန်ထင်ရှားသောဟာသမင်းသားကောင်းတစ်လက်ဖြစ်၍ပြိဋ္ဌကသူပါဝင်သရုပ်ဆောင်သောဇာကားများကိုကြည့်ရလျင် ဥတ္တမတရည်ရမည်ဟုတထစ်ချနားလည်ပြီးသားဖြစ်သည်သို့သော ရွှေဝဲတိတိရုပ်ရှင်မှရိုက်ကူးထုတ်လုပ်လိုက်သောဖိုးပြုံးချိုအတန်အတွက်စကားကိုကြည်ရသည့်အခါဖိုးပါကြီးပြိသက်အဖို့အထင်နှင့်အမြင်တက်တက်စင်လွဲကြရတော့သည်ဖိုးပြုံးချိုဇကားထဲမှဖိုးပါကြီးသည်ပြိသက်ကိုဟာရယရှင်စေးတက်တက်မပြေတော့ပဲသူ့ကိုကြည့်၍မျက်ရည်လဲဆွဲဖြစ်ကြရကုန်၏ဟာဒသာမကတဘာဝကြကြလဲတယုတ်ဆောင်နိုင်သောမင်းသားဖြစ်သည် ဟာဒမင်းနာဖိုးပါကြီးသည်ဖိုးပြုံးချိုဇက်ကားတွင်ဆက်ကလူရှင်တော်ဖြစ်တရုတ်ဆောင်ရသည်သူ၏ဇနီးဖြစ်မင်းသမီးတင်နေမူကတရုတ်ဆောင်သည် အကယ်ဒမီဆန္ဒဤအမဖြစ်သူဝင်းမာကဖိုးပါကြီး၏တာဖြစ်တရုတ်ဆောင်သည်ဇနီးဖြစ်သူတင်နေမူကသူအားစွန့်ခွာသွားသောအခါဖိုးပါကြီးသည်တားတယောက်အဖေဆက်ကတ်လူရှင်တော်အဖြစ်ဘဝကို ရုန်းကန်ရင်းကြီးတစ်ခါငိုတလဲဖြင့်တရုတ်ဆောင်ရလေရာသူပြိတ္တသည် သူ၏ဖြစ်အင်ကိုတနာသွားပြီးမရည်နိုင်ကြတော့ဘဲမျက်ရည်ဝိုင်းကုန်ကြ၏ ဖိုးမျိုးချိုဇက်ကားဤမူလဇလတ်မှာ the clown ဖြစ်သည်ဝိတုဇညုံကိုစာရေးစရာ တင့်တယ်ကရေးသည်ဖိုးပါကြီးသည်1955ခုနှစ်အတွက်ဖိုးမျိုးချိုဇက်ကားဖြင့်အကောင်းဆုံးမင်းသားစုချီးမြှင့်ခံရပြီးအကယ်ဒမီဖိုးပါကြီးဖြစ်လာသည်ဖိုးပါကြီးသည်သူပိုင်ဖိုးပါကြီးရုပ်ရှင်မှာရိုက်ကူးထုတ်လုပ်သောအတန်လေးရုပ်ရှင်ကားများတွင်တရုတ်ဆောင်ဒရိုက်တာဖြစ်ပါဝင်ခဲ့သလိုအခြားကုမ္ပဏီများကရိုက်ကူးသောအတန်လေးအတန်တော်ဇာတ်ကားများတွင်လည်းပါဝင်ခဲ့သည် ကိုပါကြီးအကယ်ဒမီရသောနှစ်မှာပဲနိုင်ငံတော်မှအမှုပညာထူးချွန်စုဝဏကျော်ထင်ပွဲချီးမြှင့်ခြင်းခံခဲ့ရသည်။ဖိုးပါကြီးသည်ရုပ်ရှင်နှင့်ပြဇာမင်းသမီးမေချစ်နှင့်အိမ်တော်ကြပြီးရုပ်ရှင်လောက၌ကျင်လည်ရင်းလူကြီးခန့်များတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။အထူးသဖြင့်ဆန္ဒရုပ်ရှင်ပိုင်ရှင်ထက်စစ်အကယ်ဒမီမင်းသားကိုဝင်းဦးသည်သူရိုက်ကူးသော တိမ်လွာမှုမှုတွင်မှုန်ရွှေရီစသည့်ရုပ်ရှင်ကားကြီးများတွင်ဖိုးပါကြီးအားဧည့်သည်ဖြင့်ခေါ်ယူထည့်သွင်းအသုံးပြုခဲ့သည်ကိုတွေ့ရသည်။ ဖိုးပါကြီးသည်1988ခုနှစ်တွင်ဒရိုက်တာအကယ်ဒမီ မောင်တင်ဦးရိုက်ကူးခဲ့သည့်တခါကတဘဝဇာတ်ကားဖြင့်အကောင်းဆုံးဇဘုအကယ်ဒမီထူးချွန်စုထပ်မံရရှိခဲ့ပြီး1989ခုနှစ်တွင်ကွယ်လွန်ခဲ့သည်ဖိုးပါကြီးကွယ်လွန်ခဲ့သည်မှာနှစ်အတန်ကြာပြီဖြစ်တော်လဲသူ့အမှုပညာကိုတရိယာနေကြပါသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။